65နှစ်အတွင်းပထမဆုံးဖြစ်ဒီဇင်ဘာ28ရက်နေ့မှာပြန်လည်ကျင်းပတဲ့ရန်ကုန်စီဗင်ကော်မတီမြို့နယ်ခရိုင်စစ်စင်ရွေးကောက်ပွဲမှာမဲပေးဖို့အတွက်ရန်ကုန်ပြည်သူတွေစိတ်ဝင်စားမှုမရှိသလိုရွေးကောက်ပွဲကော်မရှင်ရဲ့မှားယွင်းတဲ့မဲစင်းရင်တွေကြောင့်ဝေဖန်မှုတွေထွက်လာခဲ့ပါပြီ။စီဗင်ရွေးကောက်ပွဲပြည်သူတွေဘာကြောင့်စိတ်ဝင်စားကြတာလဲ။ရန်ကုန်စီဗင်ရွေးကောက်ပွဲဟာလက်သိခိုးခံထားခြင်းသူတွေအတွက်နေရာရအောင်အမျိုးမျိုးကြံစီထားတဲ့ရွေးကောက်ပွဲသာဖြစ်ပြီး ကော်မရှင်ကမဲဆင်းတွေကြိုတင်မကျင်ညာခဲ့တာကြောင့်မဲပေးခြင်းသူတွေမဲပေးဝင်မရခဲ့သလိုမဲယုံပရဝုံခိုင်90အတွင်းမဲဆွဲစီယုံမှုတွေရှိတယ်လို့ကိုစလေလောင်းဦးဝင်းချိုကပြောပါတယ်။မဲယုံလုံကြုံရေးဝန်ထမ်းအချို့ဟာမဲလာပေးမဲ့ပြည်သူတွေကိုနံပါတ်ဘလောက်ကိုချစ်ပါလို့ တိုက်ရိုက်ညွန်ကြားတယ်အဲ့ဒီလူတွေဟာလဲသက်ဆိုင်ရာရက်ွက်တွေရဲ့အာဏာပိုင်တွေဖြစ်နေတယ်အဲ့ဒါဟာလဲတရားမျှတမှု မရှိတဲ့အကြောင်းအရာပါအဲ့ဒီအကြောင်းအရာကိုဗပဲရန်မြို့နယ်မှာကျွန်တော်မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတာဖြစ်ပါတယ်ရွေးကောက်ပွဲရှိတယ်ဆိုတဲ့အကြောင်းကို ်အလုံးစော်ဘူးရန်ကုန်မြို့တော်တည်ပင်သာရေးကော်မရှင်က3000တောင်းထားတယ်အဲ့ဒီ3000တောင်းနဲ့ညီမျှတဲ့စီယုံလုံစော်မှုတွေတကယ်တမ်းမရှိခဲ့ဘူးအဲ့ဒါကရက်ွက်သေးကနေထိုင်တဲ့ပြည်တော်ဟိုအမှန်နိုင်ငံသားတွေဟာ ီနေ့ရွေးကောက်ပွဲရှိတယ်ဆိုတာကိုမသိကြဘူးတတိယချက်ကတော့ခေါင်းကပြောတဲ့လှုပ်ဆော်မှုကိုအားနေတယ်မသိလေကောင်းနေလို့သဘောထားအဲ့ဒီအတွက်ပြည်သူတွေစိတ်ဝင်စားမှုအများကြီးနေပါတယ်ကျွန်တော်ထင်ပါတယ်ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီရွေးကောက်ပွဲမှာမဲပေးပွင့်ရှိသူလူဦးရေ၄သိန်းနဲ့တထောင်ကျော်စည်ရင်ပေးထားပြီးမဲ့90ရာခိုင်နှုန်းမချော်တော့စီပင်ရွေးကောက်ပွဲဟာလမ်းမပေါ်ဆေးရုံလန့်တယ်လို့အစွမ်းကုန်လွတ်လပ်ပြီးဖိအားမျှတမှုမရှိသလိုဥပဒေထိန်းချုပ်မှုအောက်မှာမရှိတဲ့အကြောင်း ရန်ကုန်လူဦးရေရဲ့တိတသမရှင်ကားရာဂိုင်းနှုန်းမဲဆန္ဒရှင်ကမဲပေးခွင့်ရမယ်လို့ကြေညာထားပေမဲ့လက်တွေမှာတိရာဂိုင်းနှုန်းတောင်မပြည့်သလိုမဲစီးရင်နဲ့ပါတဲ့နာမည်မဟုတ်ရင်မဲမပေးနိုင်တာဟာလူအခွင့်ရေးချိုးဖောက်တာဖြစ်တယ်လို့ဆိုပါတယ်။မြို့တော်ရွေးကောက်ပွဲကော်မရှင်အနေနဲ့လှုံ့ဆော်ဖို့အတွက်ကြက်သိန်း9000ကျော်သုံးစွဲထားတယ်ဆိုပေမဲ့ထိရောက်မှုမရှိခဲ့လို့ပြည်သူအများစုရွေးကောက်ပွဲရှိတယ်ဆိုတာတောင်မသိကြတာမို့မသိကြလေကောင်းလေလို့သဘောထားခဲ့ပုံရတယ်လို့ဆိုပါတယ်။ အိမ်အောင်စုတစုမှာတဦးပဲမဲခဲဝင်ရှိတာကိုလက်ခံလို့ရပေမဲ့မဲပေးဝင်ရှိသူတဦးကိုမဲစည်းရဲမှာမထည့်သွင်းနိုင်တာဟာရန်ကုန်စီပင်ကော်မရှင်ရဲ့အားနည်းချက်ဖြစ်တယ်လို့၆တရားမြို့နယ်ကမဲပေးခွင့်မရခဲ့သူစိုင်းမောင်ကပြောပါတယ်။ဒီ session နဲ့ပြည်ပြည်တဲ့အိမ်အောင်စုတစုမှာပုံကိုတဦးပဲပေါ့နော်မဲပေးခွင့်ရှိတာကိုလက်ခံတယ်။အဲ့စည်းရင်းကိုတောင်းတဦးရဲ့စည်းရင်းကိုတော့ပြည့်အောင်မကောက်နိုင်ဘူးဆိုရင်တနေ့လူစင်းတော့မပြောတော့ဘူးအမှန်တရားလို့မဲစင်းဆိုတာကရက်ွက်အုပ်ချုပ်ရေးမှုရုံးမှာ သွားပြီးတော့ပြုတ်ဝိုင်းဝန်းပြီးတော့သူလက်တွဲပြီးလုပ်လိုက်လို့ရှိရင်ဒီလူကြီးစင်းရရမရစရာအကြောင်းလုံးဝမရှိဘူး။နော်ရောက်ွက်အုပ်ချုပ်ရေးမှုရောမစင်းနေအပြည့်ဝရှိပြီလား။ဒီစင်းရင်းတွေကိုရောက်ွက်အုပ်ချုပ်ရေးမှုမှာသွားပြီးတော့ request လုပ်ပြီးတော့အုပ်လိုက်ကိုယ်တိုင်ကလည်းပြောတယ်စင်းရင်းတွေလာပြီးတော့လာဟိုတောင်းလိုက်လို့ရှိရင်နဲ့အလိုသူကပြည့်ပြည့်စုံအောင်အိမ်တော်စုမလွတ်အောင်ပြီးနိုင်တယ်တဲ့။စီပင်ရွေးကောက်ပွဲကိုလူလူစိတ်ဝင်စားမှုအင်မတန်နှဲပါသလိုတရားမျှတမှုရှိတယ်လို့သူ့အနေနဲ့မမြင်တဲ့အကြောင်းပြောလာခဲ့သူကဘိုးတထောင်ကမဲယုံကိုစလဲဦးနေဆိုပါ လူလူစိတ်ဝင်စားမှုအင်တာနက်မှာနေပါဒီမှာဆိုလို့ရှိရင်မဲဆန္ဒပြပိုင်ငွေရှိရဲ့အိမ်တော်စုဦးရေ382ဦးရှိပါ382ဦးမှာအခုဒီအချိန်ထိဦးစကားပြောနေတဲ့အချိန်ထိဆိုရင်92ဦးပဲရပါလို့ဒါပေးပါတချို့ကလည်းလာပေးအဖေနေမကောင်းလို့တဲ့အဖေနေမကောင်းလို့စရင်ကောက်သွားတဲ့အခါမှာအဖေနာမည်ပါသွားတမီးကမဲလာပေးတယ်ဒါပေမဲ့လို့ကော်မရှင်ကခွင့်မပြုဘူးလို့ပြောပါအဲ့ဒီအတွက်ကြောင့်ပြန်သွားတဲ့လူကအခုဆိုရင်ကျွန်တော်မှတ်မိသလောက်ဆို9ဦး10ဦးလောက်ရှိပါမဲပေးခွင့်မရပဲစုံစုံသွားတာပါနော်ကျွန်တော် တရားမျှတရမမြင်ပါဘူးခင်ဗျ။ပြည်သူတွေအနေနဲ့သူတို့ယုံကြည်သူကိုမဲပေးခြင်းကြပါပဲ။တချို့အိမ်အောင်စုတွေမဲဆင်းရနဲ့မပါလို့မဲပေးခွင့်မရှိကြသလိုတေဆုံးပြည်သူတွေမဲဆင်းရနဲ့ပါနေတာမကောင်းဘူးလို့တောင်ပိုင်းခရိုင်ကနေဝင်ရောက်ရွေးချယ်ခန်းနဲ့ဒေါက်တာအေးမင်းကပြောပါတယ်။မြို့နယ်ကော်မရှင်အနေနဲ့မဲဆင်းတွေမှားတာအပြည့်အဝတာဝန်ရှိတာမို့ရလက်ကမမျှတရင်တစ်ခုခုတုံ့ပြန်သွားမယ်လို့ပြောပါတယ်။ အာစီဗင်ရွေးကောက်ပွဲရဲ့ဤဥပဒေမှာ တကောင်ချင်းတစ်ခုကိုတဦးတယောက်ကတည်းကလဲပေးပိုင်လို့ရှိရဲဆိုရင်တကောင်ချင်းတိုင်းကိုပြီးပြည့်စုံအောင် ကောက်တင်တာပေါ့နော်ကိုယ်တိုင်တကောင်ချင်းတွေကောက်တယ်အဲနောက်တစ်ခုကကားဖွင့်မပေးတဲ့အိမ်နဲ့တချို့စိတ်ဝင်စားတဲ့အိမ်နဲ့လူမရှိတော့တဲ့အိမ်တွေခြံထားခဲ့တယ်တချို့ဆိုရင်တော်တော်များများနေရာအကွက်လိုက်ကြီးတွေကျန်ခဲ့တယ်ဆိုတော့ဘလို့မှ ြည်စုံမှုမရှိဘူးเนาะပြည်စုံမှုမရှိအောင်ဆိုပြည်စုံအောင်လုပ်မယ်ဆိုရယ်ဆန္ဒရေးတာရှိရင်တော့ဒါလောက်ကွာဟာမှုမရှိနိုင်ဘူးပေါ့เนาะအဲ့တော့အဲ့ဒီပြည်စုံအောင်လုပ်ချင်တယ်ဆိုရယ်စိတ်စေတနာဆန္ဒလေးကလိုအပ်နေတယ်။တစ်လုံးမှာအိမ်ထောင်စု24စုရှိပေမဲ့တယောက်ပဲမဲပေးခွင့်ရတာကြောင့်မကျေနပ်ဘူးလို့ပြောလာသူကလာသာ6ရက်ကွက်နေထိုင်သူဒေါ်အေးမှာပါ။စီပင်ရွေးကောက်ပွဲလုပ်ပေးတာကောင်းပေမဲ့ကို့အတွက်ပဲကြည့်ရင်တော့ဘာမှဖြစ်မလာနိုင်ဘူးလို့ဆိုပါတယ်။ကြောင်းလဲလာမယ်လို့တော့ထင်တာပါပဲ။ ဒါပေမဲ့ပြည်သူတွေပေါ်မှာတော့သူတို့သဘောထားနားလည်တော့ကောင်းတော့ပေါ့ဟုတ်လားမလားကိုယ့်အတွက်ကြီးပဲဆိုရင်တော့မကောင်းဘူးပေါ့တိုက်လုံးမှာမတယောက်ပါတယ်အဲ့တိုက်လုံးတယောက်ကိုမှမအပေါ်ထက်ကတတိုက်ပါတယ်အဲ့တိုက်ကိုမှအဲ့တိုက်ကလည်းနိုင်ငံခြားထောက်ပါတဲ့အတွက်မထည့်အောင်လူလေးဘလူပါလဲဆိုတာလေကိုလည်းမသိဘူးကြိုလည်းမသိအောင်ဒီမနေ့မှအဲသူများပြောမှသိရတယ်လာတာမျိုးနဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဒေါ်လှလာကမဲစင်းတွေလိုက်ကောက်တဲ့အခါမပေးလိုက်ရတဲ့အိမ်အောင်စုတွေအနေနဲ့အုတ်ချုပ်ရေးရုံမှာနောက်တိုးစင်းရင်ပေးမှာ မဲပေးခွင့်ရှိမှာဖြစ်တယ်လို့ဆိုပါတယ်။အေးရက်ကွက်မှာရရက်ကနဲ့လေဗနေရည်နေနောက်ဆုံးဆိုသုံးချိန်ဒီဒီထက်ကောင်းတယ်ရှင်ထက်တိုးစင်းနေထက်တိုးပါထက်တိုးတဲ့ခါကျတော့လာသမားဟိုဥစားရက်ကွက်အုပ်ချုပ်ရေးမှုယုံမှလေထက်တိုးတဲ့စင်းနေမှာမပါတဲ့လူလာပြီးလို့ရပါဆိုအဲ့ချိန်ဖြစ်သူတို့လည်းလာမပေးရဘဲနောက်ဆုံးချိန်ဒီမှာမပါတာဖြစ်ပါအချိန်မီလာပြီးလို့ရှင်တော့နောက်ဆုံးစင်းနေထက်တယ်ပါဒီတော့မဟုတ်ရှင်ဟိုဒီနေ့ကလေနောက်ဆုံးစင်းရင်ဗနေရည်နေဆိုပြီးတော့ပြောတာရှင်6ရက်နေခရိုင်မှလည်းကျင်ရတာရှင်အစင်းစင်းတင်ရတာလေ